နိုဝင်ဘာလ၄ရက်အင်္ဂါနေ့ကအမေရိကန်နိုင်ငံကန်တက်ကီပြည်နယ်လူးဗန်မြို့မှာ UPS ကုန်စည်ပစ္စည်းတည်ယူပို့ဆောင်ရေးလေရင်ပြတ်ကျသွားမှုကြောင့်တည်ဆုံးသူအရေအတွက်ဟာ၁၂ဦးအထိရှိသွားပြီဖြစ်ပါတယ်။ပါဆယ်တုံးနဲ့ကုန်ပစ္စည်းတွေတည်ယူပို့ဆောင်တဲ့ UPS ကုမ္ပဏီပိုင်လေရင်ဟာလူးဗန်ဗဲမြို့ကမိုဟာမက်အလီနိုင်ငံကလေစစ်ကတက်တက်ချင်းညနေ9:00နာရီ14မိနစ်လောက်မှာပြတ်ကျသွားခဲ့တာပါ။တည်ဆုံးသူအရေအတွက်ဟာဒီတဲ့ထပ်တိုးလာနိုင်တယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။

ဒါကြောင့်လဲလေရင်ပြတ်ကျပြီးပြီးချင်းပါပဲအခင်းဖြစ်တဲ့နေရာမှာကြီးမားတဲ့မီးလောင်ကျွမ်းမှုကြီးကိုတွေ့ခဲ့ကြရပါတယ်လေရင်ကနေပေါက်ကွဲလွင့်ဆင်လာတဲ့အပိုင်းအစတွေဟာမိုင်ဝက်လောက်အထိလွင့်ထွက်လာတယ်လို့ဆိုပါတယ်ဗီဒီယိုထဲမှာမြင်တွေ့ကြရတဲ့အတိုင်းပဲလေရင်ဟာစတက်တဲ့အချိန်ကလေးကလေထဲကိုကောင်းကောင်းမရောက်လိုက်ပဲလေရင်ကွင်းဘေးမှာရှိတဲ့အဆောက်အုံတွေကိုဝင်တိုက်ပြီးအချိန်နဲ့ဒီရွတ်တိုက်ဆက်သွားနေပြီးမကြခင်မှာမီးလောင်ပေါက်ကွဲသွားခဲ့တာပါအဲ့ဒီကိစ္စကိုဥဆောင်စုံစမ်းစစ်ဆေးနေတဲ့အမျိုးသားတည်ယူပို့ဆောင်ရေးနဲ့လူညိုရေးဆိုင်ရာဗုတ်အဖွဲ့ NTSP က ်လေယာဉ်မှုတွေပြောသမျှကိုအတန်အတွင်းမှတ်တမ်းယူထားတဲ့ black box ကိုရှာဖွေတွေ့ရှိထားပြီလို့ပြောပါရခင်ဗျာကျွန်တော်ဇောင်းဝလိုက်ပါ